ရတဲ့ကြောင့်အားလုံးပဲမင်္ဂလာပါရှင်။မန္တလေးခေတ္တမှာပြန်လည်ကြိုဆိုလိုက်ပါရှင်။ဒီမတို့ channel လေးကနေနေ့စဉ်ပြည်တွင်းပြည်ပတွေများကြောင်းပါရင်တရင်များနဲ့နောက်ဆိုရတရင်များကိုအချိန်နဲ့တပြင်းချင်းစာတင်တင်ဆက်ပေးတော့မှာဖြစ်ပါရှင်။ယခုပထမအဆုံးစာတင်တင်ဆက်ပေးမယ့်တရင်ကြောင်းလေးကတော့ အေးအေးနဲ့ PDF များရဲ့ထူးစစ်ကိုစိုးရင်၍ပြည်မြို့မှာရှိတဲ့ yes scan, kin scan နဲ့စစ်တပ် transcan များကိုဘဏ်ကားများ watch room များဖြင့်လှုပ်ချုံရေးတွေတုံ့ပြန်ထားပြီးမြို့စစ်တပ်အပြင်ပြည်စော်ထင်းများကိုလက်နဲ့တက်ဆင်ပြီးဆိုတဲ့တင်းနေပဲဖြစ်ပါရှင်။ ပဲခူးတိုင်းပြည်မြို့နယ်တွင် EA နဲ့ PDF များကထိုးစစ်ဆင်လာနိုင်သည်ဟုဆိုက Yescan, Kescan နဲ့ Sitta Attackan များကိုဘန်ကာများ Watcher များ Concrete ဘန်ကာများဖြင့်လုံခြုံရေးတွေတုံ့ပြန်လျက်ရှိနေကြောင်းတပ်သရရင်မြင်းနဲ့တပ်သရရင်မြင်းကပြောဆိုထားဖြစ်ပါရယ်။ ယခုမစလာပိုင်းကနေစတင်ပြီးတော့ပကိုးတိုင်းပြည်မြို့နယ်အတွင်းမှာရှိတဲ့အကျန်းဖက်စကောင်စစ်တပ်သားများတပ်ဆွဲထားတဲ့နေရာများခရိုင်ထွေးအုပ်ချုပ်နဲ့အမတ်တရက်စကန်ဒရင်းဘန်ကာများဝတ်ချွန်များဖြင့်ခက်စစ်ပြင်းစင်နေကြောင်းစစ်တပ်နဲ့အရဲများကရက်စကန်၊ကင်းစကန်အထိုင်းစကန်များအပါအဝင်တပ်ဆွဲထားတဲ့နေရာများအလို့တွင်ဘန်ကာများဝတ်ချွန်များဖြင့်တပ်ဆင်ခြင်းခက်စစ်မျိုးများတူခြင်းပို့ခိုခြင်းများတူချက်ခြင်းအဆအရှိတိဖြင့်ခက်စစ်ပြင်းစင်နေကြောင်း ်ထို့ပြင်ပြူစောတိတင်းနှံစင်ပိသားသူများကိုခင့်မီလက်နက်များတက်ဆင်ပေးမည်ဟု အသိပေးလာကြောင်းသိရှိရပါသည် ထို့ပြင်စစ်တပ်ကပြည်မျိုးအဝင်ထွက်နေရများကိုတင့်ကျပ်စွာစစ်ဆေးမှုများလှုံ့ဆော်လာနေပြီးညပိုင်းအချိန်မှာမြို့ပေါ်ရပ်ကွက်များကိုအစင်စစ်ဆေးခြင်းများတုံ့မြင့်လှုံ့ဆော်လာကြောင်းကင်းတဲ့စစ်ကြောင်းများကိုရခဲငတ်ထက်ပုံမတူချင်လာပြီးစကားစစ်တပ်များကိုပုံစံမျိုးဆိုဖြင့်မြို့အနှံ့တွင်နေရာချထားကြောင်းပြည်မျိုးတွင်စစ်တပ်နေထိုင်များပြန်တမ်းတိုက်ချင်မှုများလည်းဆက်တိုက်ပြုလုပ်နေကြောင်းသိရှိရပါသည် ပြည်မြို့နယ်အတွင်းတွင်အခုချိန်ပိုင်းမှာမြို့အဝင်အထွက်နေရာတွေကိုအစစ်ဆေးတင်ကျပ်မှုတွေလုပ်ဆောင်နေပါတယ်။ခရိုင်ထွေးအုပ်ယူတွေနဲ့အမတ်တရေစကန်တွေကဘန်ကာဝချွန်တွေပြုတ်လုထားပြီးခန်းစစ်တွေပြင်ဆင်နေတယ်။ညပိုင်းမှာလည်းအစင်တွေစစ်တာတွေစက်တက်လေးတွေပြန်တန်းတာတွေစက်တိုက်လုပ်နေပါတယ်။စစ်ခွေတွေကြောက်နက်နေတာမြို့ပေါ်တွေမှာလည်းကင်းတွေတောက်လျှောက်လက်နေပါတယ်။စစ်ခွေနဲ့ရဲခွေတွေကလည်းနေရအနက်မှာတွေ့မြင်နေရတယ်ဟုပြည်မြို့အခြေဆိုင်သတင်းမြစ်ကပြောဆိုထားဖြစ်ပါတယ်။ ဒီခရိုင်အတွင်းမှာရှိတဲ့စကောင်းစင်းနဲ့အောက်ခံပြည်စော်ထင်းများကိုလည်းရွေးချယ်ဆင်ထက်ဆင်ပြီးတော့ရွေးချယ်ကအထူးစစ်တင်န်းပေးနေကြောင်းတင်န်းဆင်းလာသူများကိုလက်နက်ခရများတက်ဆင်ပေးရန်တက်ဆိုင်ရမြို့နယ်အလိုက်မြို့ဆောက်တပ်အဖြစ်ထားရှိရန်လှုံ့ဆော်နေကြောင်းလည်းသိရှိရပါသည် ပြည်ခရံအတွင်းမှာရှိတဲ့ပထမပြည်တုစစ်တင်နံပေးပီတာကောင်တွေကိုထပ်ဆင့်စစ်ခွေတစ္ဆာခံရွေးချယ်ပြီးအထူးစစ်တင်နံပေးနေတယ်လို့သိရပါဗါတယ်။တင်နံဆင်းလာရင်တော့သူတို့ကိုစစ်သားတွေနေတူလက်လက်နဲ့ခဲရတွေအမြဲပေးထားပြီးတက်ဆိုင်ရနေထိုင်ရမြို့အလိုက်မြို့ဆောက်ခွေများအဖြစ်ထားရှိသွားမယ်ဖြစ်တယ်လို့သိရတယ်ဟု3600ရက်နဲ့တရင်တရင်မှန်ပြန်ကြရဲ့တာဝန်ခံရဲဘော်ရက်စတာကရန်ကုန်ခေတ္တတင်ဌာနချုပ်ပြောဆိုထားဖြစ်ပါရယ်။ဆက်လက်ပြီးတော့ ဒေါ်နယ်ထရန့်စတင်တာဝန်ထမ်းဆောင်ပြီးတဲ့နောက်ပိုင်းမှာအမေရိကန်အစိုးရကိုတရားစွပ်စွထားတဲ့အမှုပေါင်း60ကျော်ရှိလာပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါရှင်။အမေရိကန်သမ္မတအဖြစ်ဒေါ်နယ်ထရန့်စတင်တာဝန်ထမ်းဆောင်ပြီးတဲ့နောက်ပိုင်းမှာအမေရိကန်အစိုးရကိုတရားစွပ်စွထားတဲ့အမှုပေါင်း60ထက်မနည်းရှိနေကြောင်းတရားရုံးဆောင်ရွက်စာတမ်းများကိုကိုးကားပြီး MBC သတင်းဌာနကဖော်ပြထားဖြစ်ပါရှင်။ အနည်းဆုံးဌာနတို့မဟုတ်အေဂျင်စီစက်လေးကိုဟာဆိုင်းငံ့ထားတဲ့တရားစွဲဆိုမှုများရင်ဆိုင်နေရဖြစ်ပါတယ်။အမှုကုကုကတော့အယူခံအဆင့်တို့ရောက်ရှိနေပြီးနမှုကတော့တရားရုံးတို့ရောက်ရှိသွားပြီးရင်းတို့အနေနဲ့တကုမှအမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ USAID အတွင်ရန်ပုံငွေ၆ပတ်မှုကိစ္စများဖြစ်ပြီးနောက်တစ်ခုမှာတော့ရှစ်နေဟေတန်ဒါလင်ဂျာကိုရာထူးမှရပ်ဆိုင်ချက်ကိစ္စဖြစ်ပါတယ်။ ထို့ပြင်လူဝင်မှုကြီးကြပ်ရေးနဲ့ဆက်လင်းပြီးတော့22မိုးအီလွန်မဦးဆောင်ခဲ့တဲ့အစိုးရစွန့်ဆောင်ရေးထိရောက်ရေးဌာန DUGE နဲ့ဆက်စပ်တဲ့အမှု29မိုးအစိုးရဝန်ထမ်းများအပေါ်မှာအစိုးရရဲ့တည်ရောက်မှုများနဲ့ဆက်စပ်ပြီး16မိုးရန်ပုံငွေရပ်ဆန့်ခြင်းနဲ့တက်ဆန်တဲ့73မိုးကြားမတမဟုတ်ဒန်တူအခွင့်အရေးများနဲ့တက်ဆန်တဲ့အမှု17မိုး USCND နဲ့တက်ဆန်တဲ့အမှု9မိုးမတူကွဲပြားမှုဒန်တူဖြစ်မှုနဲ့အားလုံးပါဝင်မှုအစပြုခြင်း DEI စားသုံးတူကဏ္ဍရေးကာကွယ်ရေးဘူရို နေဦးရောက်တွင်ရေမောင်များအားအပူကြီးပေးခြင်းနှင့်လွတ်လပ်စွာပြောဆိုခွင့်ဆိုင်ရာအမှုချမှုတို့ပါဝင်ကြောင်းသိရှိရပါသည်။ ဆက်လက်ပြီးတော့တရုတ်တရင်ပေးမှုဖြင့်ဖမ်းဆီးထားတဲ့ရာရင်ရမခတ်တိုင်းမှုစစ်ဦးစီးချုပ်ဘုံမူကြီးထွန်းနိုင်စုကိုစစ်ကောင်စီကပြန်လွတ်ပေးတဲ့ဆိုတဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါမှာရှင်။ကြားပြန်ငွေလီလုပ်ငန်းများတွင်ပါဝင်နေသည့်ဟူတရုတ်ရဲတပ်ဖွဲ့ရဲ့တရင်ပေးပို့မှုဖြင့်စစ်ကောင်စီကဖမ်းဆီးထားတဲ့ရာရင်အရှိမြောက်တိုင်းစစ်ဌာနချုပ်ရမခတ်တိုင်းမှုအပေါင်းဝင်၄ဦးအနက်ရမခတ်တိုင်းမှုစစ်ဦးစီးချုပ်ဘုံမူကြီးထွန်းနိုင်စုကိုပြန်လွတ်လိုက်တယ်လို့သိရပါဗျ။ စစ်ကောင်စီခေါင်းဆောင်တက်ခဲ့တဲ့ဘက်ထူတက်တင်းနန်စင်ပွဲကိုလမ်းဖိတ်ပြီးတခါတည်းဖမ်းခေါ်သွားတာနေပြည်တော်ကိုအခုကတော့ဗိုလ်မှူးကြီးထွန်းနိုင်စိုးပြန်လွတ်လာတာမှန်ပါတယ်ဟုနေပြည်တော်တပ်တရင်မြက်ကပြောဆိုထားဖြစ်ပါရယ် အနာသိန်းစက္ကဆာဆိုလို့ရှိရင်ဖေဖော်ဝါရီ22ရက်နေ့တွင်ဘတ်ထူတက်နိုင်ပြုလုပ်ခဲ့တဲ့ဘူလောင်းတင်တဲ့စင်ပွဲတက်ရောက်ခဲ့ရဖြစ်ပါရယ်တင်တဲ့စင်ပွဲသူရှမ်းပြည်နယ်မှာရှိတဲ့ရမခဌာနချုပ်တရိကန်ဒေတာတိုင်းစစ်ဌာနချုပ်အရှိအလေပိုင်းတိုင်းစစ်ဌာနချုပ်တို့ကနေတိုင်းမိုးမြောက်ကိုဖိတ်ခဲ့ပြီးရမခတိုင်းမိုးဘူချုပ်မြင့်ကျော်ထွန်းရမခတိုင်းစစ်ဦးစီးချုပ်ဘူမူကြီးထွန်းနိုင်စိုးတန်ရန်စစ်ပြူဟာမိုးဘူမူကြီးထွန်းတင်မိုင်းရဲစစ်ပြူဟာမိုးဒုတိယဘူမူကြီးမြက်မော်အောင်တို့ကိုဖမ်းဆီးခဲ့ကြောင်းသိရပါရယ် သို့သောဘုံမူကြီးထွန်၌ဆိုကိုတော့မတ်စလ၃ရက်နေ့တွင်ပြန်လွတ်ပေးခဲ့ပြီးကျန်၃ဦးကိုတော့ဖမ်းဆီးခံထားဆက်ရှိတယ်ဟုတရင်ရရှိထားဖြစ်ပါရယ်။စပြီးတော့တရင်ပေးကလေးကတရုတ်ကအတိအကျကိုပေးနေတာသူတို့တရှူတွေတောင်ရှိနေတာလေအခုကလူဝင်အားမလုံလောက်တော့လို့ပြန်လွတ်ပေးတာနေရဖြစ်ပါရယ်။ရှမ်းမြောက်မှာဆစ်စင်ရေးကိစ္စတွေရှိတော့တစ်ဖက်လက်နဲ့ပြန်လွတ်ပေးလိုက်တဲ့အနေထားပါ။ဘုံမူကြီးထွန်၌ဆိုကမိုင်းတွေကိုပြန်ရောက်နေပါပြီ။တရုတ်ကတော့ဘလို့အစင်းခံမလဲတော့မသိဘူးဟုတခြားတရင်မြစ်တူကတော့ပြောဆိုထားဖြစ်ပါရယ်။ 2021ခုနှစ်ဇူလိုင်လတွင်လာရှုမျိုးကို MNDA နဲ့မဟာမိတ်တပ်များကတင်ပရန်ထူးဆစ်စင်နေစဉ်ရမခတိုင်းမို့ဘူချုပ်စိုးတင်ကိုဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ရမခတိုင်းမို့အဖြစ်မူဆဲအခြေအနေအခြေဆိုင်တပ်မတ်69တပ်မတ်မို့ဘူချုပ်စိုးလိုင်ကိုစက်ကောင်စီအစာထုတ်ခဲ့တာဖြစ်ပါတယ်။ဘူချုပ်စိုးလိုက်ဟာမူဆယ်၌ပင်ဆက်လက်ရှိနေစဉ်လာရှုံမျိုးနဲ့ရမခါကို MNDA နဲ့ပူပေါင်းတက်ကတင်ပိုက်ခံတာဖြစ်ပါရယ် ထို့ကြောင့်စကောက်စရာဘူချုပ်စိုးလိုက်အားထပ်မံထုတ်ပြပြီးကြသွားသော ရမခအစားမိုင်းရယ်မြို့တွင်ယာယီပြန်ပြီးတော့ဖွဲ့စည်းသည့်ဆိုကဘူချုပ်မြင့်ကျော်ထွန်းအားတာဝန်ပေးခဲ့ခြင်းဖြစ်ပါရယ်ဘူချုပ်မြင့်ကျော်ထွန်းဟာယာယီရမခတိုင်းမှုအဖြစ်တာဝန်ထမ်းဆောင်နေဒီမှာခွန်လာခတ်တာရှိတဲ့ကြောင်းသိရပါရယ်မိုင်းရယ်မြို့တွင်ရမခဌာနချုပ်ယာယီဖွင့်ပြန်သောကြားဖြတ်လုပ်ငန်းများပုံမများပြလာသည်ဟုဒေတာခန်များကပြောဆိုထားဖြစ်ပါရယ် ရှမ်းပင်းနယ်မြောက်ပိုင်းတွေတစ်တုံညာနယ်ခွန်စစ်စင်ရေဆောင်ရွက်နေစဉ်2020ခုနှစ်အစောပိုင်းကလည်းဒေတာကုတ်ကဲမှုစစ်ဌာနချုပ်လောက်ကိုင်းတက္ကစားမှုဘုံမှုချုပ်ဇော်မင်းကိုလည်းစစ်ကောင်စီကဖမ်းဆီးခဲ့ပူတာဖြစ်ပါတယ်။ဘုံမှုချုပ်ဇော်မင်းနဲ့ကာကွယ်ရေးဒူဝန်ကြီးဘုံချုပ်အောင်နေကျွန်းအရှိပိုင်းတိုင်းတိုင်းမှုဘုံချုပ်လောက်မှုတို့ဟာကြားဖြန့်ကံများနဲ့ပတ်သက်၍ဟုဆိုကာဖမ်းဆီးစစ်စင်ရန်တရုတ်ဘက်ကတောင်းဆိုခဲ့ပြီးတဲ့နောက်2020ခုနှစ်မတ်လအတွင်းမှာစစ်ကောင်စီကဖမ်းဆီးခဲ့ရတဲ့ဖြစ်ပါတယ်။ မေလတွင်ဘူချုပ်အောင်လင်းထွန်းဘူချုပ်လောင်မိုးတို့ကိုထောင်းတန်းချမှတ်လိုက်ပြီးဘုံမှုချုပ်စောမင်းကိုတည်တန်းချမှတ်ခံရဖြစ်ပါရယ်တည်တန်းချမှတ်ခံရပြီးရင်နောက်ဒိုက်ဥထောင်းတွင်ထိတ်တဲခံထားရစဉ်ဘုံမှုချုပ်စောမင်းဟာစိတ်ကြယောဂဖြစ်ပြီးကိုကိုကိုတတ်တည်ရန်လဲစူးစမ်းခဲ့ကြောင်းသိရှိရပါသည် ဆက်လက်ပြီးတော့ထဝယ်ရင်နစ်စကန်နဲ့ပတ်သက်ပြီးတော့ဘူချိုဆွန်မြထွန်းရဲ့ပြောကြားမှုအကြောင်းတင်ဆက်ပေးမှာဖြစ်ပါရှင်။အရှိတောင်အာရှတွင်စီပွားရဲ့အရာအရေးကြီးတဲ့ထဝယ်ရင်နစ်စကန်ကိုရုရှားနိုင်ငံကနေပူပေါင်းဆောင်ရွက်မည်ဟုနာဆာကဥက္ကဋ္ဌနဲ့အတူရုရှားနိုင်ငံတို့နိုင်ငံတော်အစိုးရတရားဝင်ချစ်ချီရေးခရီးတွင်လိုက်ပါသွားတဲ့နာဆာကတရင်ထုတ်ပြန်ရဲ့အဖွဲ့ကောင်ဆောင်ဘူချိုဆွန်မြထွန်းပြောဆိုထားဖြစ်ပါရှင်။ ရမန်နေမတ်လ9ရက်နေ့နံနက်ပိုင်းတွင်ရုရှားနိုင်ငံမော်စကိုမြို့မှာရှိတဲ့ Radisson Hotel ရဲ့ Conference Hall ၌ကျင်းပခဲ့တဲ့မြန်မာရုရှားစီးပွားရေးပရိုဂရမ်အပြီးတွင်ရုရှားမီဒီယာများရဲ့အမေးအမြစ်မှုအားပြန်လည်ဖြေကြားရတွင်ထပ်တွေ့ပြောကြားခဲ့ခြင်းလည်းဖြစ်ပါရယ်။ ဒါဟာအလွန်ကြီးမားတဲ့ project ကြီးဖြစ်ပါတယ်။ဒါပြင်ထဝယ်ရင်းတဲ့စေကန်းကိုအသုံးပြုခြင်းအပြင်ကုန်တွင်လန်းကိုအသုံးပြုပြီးတော့မလကာရေလက်ချာကိုအသုံးမပြုဘဲထဝယ်ရင်းတဲ့စေကန်းကနေ BNN မှာရှိတဲ့ဌာနစေကန်းတခြားစေကန်းတွေနဲ့ချိတ်ဆက်ခြင်းအပြင်မလကာရေလက်ချာကိုမဖြတ်ဘဲနဲ့သွားနိုင်တဲ့လမ်းကြောင်းတစ်ခုပေါ်လာမှာဖြစ်ပါတယ်ဟုဗိုလ်ချုပ်အစိုးမင်းကပြောဆိုတွားခဲ့ကြောင်းသိရှိရပါတယ်။အကြောင်းရင်းတစ်ဆက်ပြမှုကိုဒီမှာမိကြတာကိုပြောပါရှင်။အပင်နာစင်မအတွေ့အတွေ့ကျေးဇူးတင်ရှိပါတယ်ရှင်။